2026ကမ္ဘာ့ဘလောက်ကိုပေါ်တူဂီရလိမ့်မယ်လို့ခန့်မှန်းလိုက်တဲ့စပိန်ကနဝင်ပူယိုမကြသေးမီနှစ်တည်းအတွင်းဘောလုံးလောကမှာရည်ချင်းရှိတဲ့လက်ရည်စင်တင်းများစွာထွက်ပေါ်လာခဲ့တယ်လို့ထူးခြားတဲ့ဇွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့ကစားသမားမျိုးဆက်တစ်တွေလည်းအများပြားထွက်ပေါ်လာခဲ့ပါတယ်ဒီလိုပြန်ဆိုင်မှုပြင်းထန်တဲ့အခြေအနေကြောင့်နေစပိန်နဲ့ဘာစီလိုနာအသင်းတွေကကနဝေခန်စမူဂျီကာလက်ပူရိုကတော့ပေါ်တူဂီလက်ရည်စင်တင်းဟာအဓိကရေပန်းစားအသင်းတွေကတင်းဖြစ်လာမယ်လို့ခိုင်မာတဲ့ခံမှန်းချက်တစ်ခုကိုပေးလိုက်ပါတယ် ပူရလိုဘောလုံးလောကရဲ့နာမည်ကျော်ကနဝင်တူဦးရဲ့ဒီလိုပြောကြားချက်ဟာနိုင်ငံတကာအားကစားလောကမှာအထူးစိတ်ဝင်စားမှုကိုဖန်တီးပေးခဲ့ပြီးပေါ်တူဂီအသင်းပေါ်မျှော်လင့်ချက်တွေပုံပုံမြင့်တင်ပေးခဲ့ပါတယ်။သူရဲ့တွဲဆုံမင်းမြန်ကမ်းမှာကားလက်ပူယိုကပေါ်တူဂီလက်ယူစင်တင်းရံမကြတိမိကဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အောင်မြင်မှုတွေကိုထူးလေးပြီးဖော်ပြခဲ့ပါတယ်။ပေါ်တူဂီကတကယ့်ကိုရည်တွေးမြင့်မားတဲ့လက်ယူစင်တင်းတင်းမှာပဲ။သူရဲ့ကစားသမားတွေကဥရောပနဲ့ကမ္ဘာပေါ်ကနာမည်အကြီးဆုံးအဆင်းပြေဆုံးကလပ်သင်းတွေမှာကစားနေကြပါတယ်။ဒါကသူရဲ့အထွေထွေကြောင့်လည်းကစားဟန်ကိုများစွာလွှမ်းမိုးမှုရှိကြပါတယ်။အတင်းမှာလည်းထူးချွန်တဲ့နီးပြောက်ကောင်တူကိုပိုင်ဆိုင်ထားပြီးကျွန်တော်တို့ကိုအဓိကရေပန်းစားတဲ့အသင်းတွေထဲမှာထည့်သွင်းထားပါလေလို့ပူယိုကပြောချခဲ့ပါတယ် ကားပြင်ပေါ်တူဂီကစားမောက်တွေဟာဥရောပထိပ်တန်းလီတွေမှာပုံမှန်ကစားနေရတဲ့အတွက်တန်ခွဲတွေ့ကြုံကြွယ်ဝပြီးဖျားတွေကိုကိုင်းတွေ့ဖြစ်ရှင်းနိုင်စွမ်းလဲမြင်မာနေပါတယ်။စပိန်ကစားသမားဟောင်းရဲ့အဆိုအရပေါ်တူဂီရဲ့ထိပ်တန်းကစားမောက်တွေဟာသူရဲ့မြေတဲ့အနိုင်ရလူစိမ့်နဲ့တွေ့ကြုံနေကြောင်းအတင်းကိုကမ္ဘာဖလားရဲ့နောက်တဆင့်တွေကိုဥဆောင်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဘူယိုဟာအကစားလောကမှာမမျှော်မှန်းထားတဲ့အပြောင်းလဲတွေအများအားဖြစ်နိုင်ကြောင်းကိုလည်းသိမှတ်ပြုခဲ့ပါတယ်။ကစားသမားတွေရဲ့ထိခိုက်ဒဏ်ရာရရှိမှုနဲ့ပွဲစဉ်ဇာတ်တွေခက်ခဲတွေကလည်းအတင်းရဲ့ခြေစွမ်းကိုထိခိုက်နိုင်ခြေရှိကြောင်းလည်းသူကထောက်ပြခဲ့ပါတယ်။ကမ္ဘာဖလားအတွက်နောက်ထပ်နှစ်နှစ်လောက်အချိန်ရှိပါသေးတယ်။ဒီချိန်ကာလတွင်မှအများကြီးပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့လက်ရှိချိန်မှာတော့ပေါ်တူဂီယာတကယ်ကိုအန်ရရှိတဲ့အတင်းဖြစ်ပြီးအဓိကဖလားကွန်တက်တာတွေထဲမှာပါဝင်ပါလေလို့ပူယိုကထက်လောင်းပြောကြားခဲ့ပါတယ်။ပေါ်တူဂီယာရွေးစဉ်တင်ဟာဗကြတိမီနှစ်တွေအတွင်းဒုတိယခြေစွမ်းနဲ့နမ်ဘီကိုတိတိတတ်တာမြင့်တင်နိုင်ခဲ့ပါတယ်။2019ခုနှစ်မှာ UEFA Nationally ဖလားကိုဆုခုနိုင်ခဲ့တယ်လို့ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွေမှာလည်းဒုတိယလာလာကောင်းတွေကိုပြသခဲ့ပြီးဖြစ်ပါတယ်။2026ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာပေါ်တူဂီယာအာမေးနီးယားဟန်ဂရီနဲ့အိုင်ယာလန်အသင်းတွေနဲ့ရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်။ဒီရုပ်စုကသူတို့တို့ကခက်ခဲတဲ့စိန်ခေါ်မှုတွေဖြစ်လာနိုင်ပေမဲ့ပူယိုလိုပဲအများစုကတော့ပေါ်တူဂီကိုအနိုင်ရဖို့မျှော်မှန်းထားကြပါတယ်။လက်ရှိပေါ်တူဂီတင်းရကစားသမားလူစီရင်မှာ ဝိုင်းရင်ကစားသမားတွေနဲ့လူငယ်ကစားသမားတွေကြားမှာဟန်ချန်းညီညီပေါင်းဆက်ထားတာကိုတွေ့ရပါတယ်။ဘောလုံးသမိုင်းမှာနာမည်ကြီးတဲ့ခရစ်စတီယာနိုရော်နယ်ဒိုလိုတွေ့ကြုံရင်ကျက်တဲ့ကစားသမားကြီးတွေနဲ့သူတို့ရဲ့နောက်ကွယ်ကနေလိုက်ပါလာတဲ့ဂျာအိုဖီလီ၊ရော်ဖယ်လီယို၊ဗီဒီညာနဲ့နူနိုမန်ဒက်တို့စားတဲ့မျိုးဆက်တစ်ကျဲဝန်းနေရပေါင်းဆက်မှုကအတင်းရဲ့ကစားဟန်ကိုပုံမှုထွက်ချောင်းမှုရှိစေပြီးတိုင်မက်တူတဲ့အနေရရှိတဲ့အတင်းတင်းတင်းဖြစ်လာစေခဲ့ပါတယ်။ကမ္ဘာဖလားအတွက်ပြည်စီနေချိန်မှာပေါ်တူဂီလယ်ယူစင်တင်းရဲ့ကစားသမားတွေရဲ့ခန်းစည်းအခြေအနေလူချင်းပုံစံနဲ့အဓိကတိုင်မက်တွေရာဘလုံးပရိသတ်တိုင်းအတွက်စိတ်ဝင်စားစရာအကောင်းဆုံးကြောင်းရည်တွေကတစ်ခုဖြစ်လာနေပါတယ်။သူတို့ရဲ့အဓိကပိုင်းလိုင်းကတော့ ီကြီးမားတဲ့ပြိုင်ပွဲကြီးမှာအမြင့်ဆုံးရလဒ်တွေကိုရယူနိုင်ဖို့ဖြစ်ပြီးကမ္ဘာဘောလုံးသမိုင်းမှာသူရီရဲ့နာမည်ကိုပုံမခိုင်မအောင်ထပ်မံထူထောင်နိုင်မှာပဲဖြစ်ပါတယ်။ဒီလိုဘူယိုရဲ့မှတ်ချက်ကြောင့်ပေါ်တူဂီအသင်းပေါ်မျောလင်းချက်တွေပုံမမြင့်တက်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချက်